အားလုံးပဲမင်္ဂလာပါရှင်။၂၄နာရီတွင်ထူရှားတဲ့ပြည်ပပြပါဆေးဝင်ဆောင်ပြတဲ့တင်းလေးကိုတက်ဆက်ပေးပါတော့မယ်။ကျမကတော့မြတ်တီကိုပါ။အေယာဝဒီနဲ့ဒူရှာမြင့်ကိုမြင့်တက်လာတဲ့တဲ့။ဒေါ်လာ9200ကျော်တန်နဲ့ပွဲစိတ်များကိုဖမ်းလာသူတွေကိုဖမ်းဆီးလိုက်တဲ့တဲ့။အေယာတင်ကလေးနိုင်ငံကရတော့လဲတိတ်ဆုံးသူမရှိဘဲနဲ့138ဟောက်သာတန်ရခဲ့တဲ့တဲ့။ ဖိုင်စလန်ကိုအလဲထန်နဲ့အတင်းမထွက်ခွင့်ပေးဖို့အတွက်မန်စီစင်ရဲ့သတင်းပါဝင်အစရှိရဲ့ပြည်ရင်းပြည်ပါဆွေးနွေးစာဖွဲ့ရတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါအထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။အရာဝတီမြေဒုရှမြေကိုမြင့်တက်လာလို့သိရပါတယ်။ဒီသတင်းကိုတော့မင်းတူတူကပေးပို့လာပါဗျ။ အေယာဝတီမြင့်ရာဧပြီလ24ရက်7နိုင်ခွဲအချိန်တိုင်းတွားချက်ရာမြကြီးနာမျိုးမှာ467စင်တီမီတာရောက်ရှိခဲ့ခါတရက်အတွင်းမှာခုနှစ်ပေခွဲမြင့်တက်ခဲ့တဲ့အတွက်ထူရှာမြင့်မြင့်တက်ခဲ့တယ်လို့မိုးလီဝတာနဲ့ဇလဗေဒာညွှန်ကြားမှုဦးစီးဌာနရဲ့အသိပေးချက်အရသိရပါတယ်။အေယာဝတီမြင့်အထက်ပိုင်းမှာမြင့်တက်ခဲ့တဲ့အဆိုပါမြင့်ဟာနောက်တရက်ကနေ9ရက်အတွင်းဗမော၊ရွှေကူ၊ကတာနဲ့တပိတ်ချင်းမျိုးတို့မှာ9ပေခွဲက9ပေခွဲထိမြင့်တက်လာနိုင်တယ်လို့သိရပါတယ်။ထို့နေတူနောက်9ရက်မှ10ရက်အတွင်းမန္တလေး၊စကိုင်း မြင်းမူပခောက်ကူတို့မှာလည်းလေးပိကွဲမှာငါးပိကွဲခန်းနောက်ရှိရမ73ရက်အတွင်းချောင်းမင်းမူမကွေးအောင်လန်းပြီးစိတ်သာဟင်းသာနဲ့ဇလုံမျိုးတို့မှာ3ပိကွဲကနေလေးပိကွဲထိလက်ရှိရေမများထမ်းမြင့်တက်လာနိုင်တယ်လို့အသိပေးထားပါဗျ။အဲ့ဒါကြောင့်မြင်းချောင်းများတွင်လာနေတဲ့လေရင်လေးတင်မောများအနေနဲ့ဖီးဖီးဖြစ်တဲ့ချောင်းနဲ့တက်တောက်ခုံများမှာစိုက်ပျိုးရေးလောက်ကင်နေကြသူတွေအနေနဲ့လည်းမြင့်ရတူလာနိုင်တာကိုဖီးဖီးပြနေထိုင်တဲ့နယ်လို့မိုးစလကအသိပေးထားတယ်လို့သိရပါရဲ့ရှင်။ က်လက်ပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါတယ်။ဒေါ်လာကုရနေရဂျော်ဒန်နဲ့ပွဲရေးစိတ်များကိုဖမ်းလာသူတွေကိုဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပို့လာတာပါ။ အမေရိကန်ဒေါ်လာ9200ဂျော်ဒန်နဲ့ရှားပါပွဲစိတ်တီကိုဖန်ဆီးတည်ဆောင်လာတဲ့ဘေဂျီယံနိုင်ငံသားဆက်ကြော့တန်နအုပ်ကိုကင်ညာဆိုရကဖန်ဆီးတင်ခဲ့လို့သိရပါဗျ။ကင်ညာနိုင်ငံကိုအလဲပတ်ဗီဇာနဲ့ဝင်ရောက်လာတဲ့အသက်19နှစ်အရွယ်ဆက်ကြော့တန်အမျိုးသားနှုတ်စီမှာကင်ညာနိုင်ငံထဲမှာတွေ့ရှိရတဲ့ရှားပါပွဲစိတ်ကောင်ရဲ့9000ကျော်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဆိုပါရှားပါပွဲစိတ်တွေဟာအာရှနဲ့ဥရောပစီကွက်တွေမှာဈေးကောင်းရနေတဲ့ပွဲစိတ်တွေဖြစ်ပြီးကင်ညာနိုင်ငံရဲ့တော်ဝန်တရိစ္ဆာန်ထင်းသိမ်းဥပဒေအရဖန်ဆီးခွင့်မရှိတဲ့ တရိစံမျိုးနဲ့ဖြစ်တယ်လို့သိရပါတယ်။ဖက်စစ်တသိန်းခံရတဲ့စစ်ကြောတပ်နှုတ်ကသူတို့ဟာဥပဒေအရပွဲရစိတ်တွေကိုဖမ်းဆီးခွင့်မရှိဘူးဆိုတာမသိတာကြောင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဖြည့်ရှင်းချက်ပေးခဲ့ပေမဲ့လည်းသူတို့နှစ်ဦးဟာကညာနိုင်ငံရဲ့တရိတရိစံထိန်းသိမ်းရေးဥပဒေတွေကိုဖောက်ပြကျူးလွန်ခဲ့တာကြောင့်ပြစ်ဒဏ်ရမှတ်ခံရမယ်လို့လည်းသိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။အရာပြင်းကနေနိုင်ငံကရတော့လေတိတ်ဆုံးသူမရှိဘဲနဲ့136အသားတန်းရခဲ့ပါတယ်ဒီတဲ့င်းကိုတော့ငင်းချမ်းဝါပြပူလာတာပါ ပြင်အားရှာတော်သမားနေရစ်တာစကေးရှိတဲ့ငလင်းနံခံခဲ့ရပေမဲ့တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာတည်ဆုံခဲ့သူမရှိဘဲနဲ့တိကျတဲ့ရာရရှိသူ238ဦးသာရှိခဲ့တယ်လို့ကနောက်ကဲဆယ်လုပ်ငန်းရှင်တွေပြီးမှအတည်ပြုနိုင်ခဲ့လို့သိရပါတယ်။ငလင်းဟာအစ္စတန်ဘူမြို့အနောက်တောင်ဘက်မှာရှိတဲ့မမရာပင်လယ်ကိုဗဟိုပြုလွတ်ခတ်ခဲ့တာဖြစ်ပြီးငလင်းဗဟိုချက်ဟာမြေအောက်၆မိုင်ကွာမှာရှိတဲ့ဇောက်တဲ့ငလင်းအမျိုးအစားဖြစ်ပေမဲ့တိကျမှုနေပါခဲ့တာဖြစ်ပါတယ်။ငလင်းတန်းကိုဗဟိုချက်နဲ့မိုင်340ဝေးရဲ့နေရာတွေထိခန်းဆားခဲ့ရပေမဲ့ င်းအစအဦးတွေရဲ့ကြက်ခံမှုကောင်းမွန်တာကြောင့်တိခိုက်မှုနေပါခဲ့တာဖြစ်တယ်လို့သိရပါတယ်။ငလင်းနိုင်ခံခဲ့ရတဲ့ဧရိယာတွေမှာတိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့အစအဦး398လုံးရှိခဲ့ပြီးပြိုကျပျက်စီးခဲ့တဲ့အစအဦးတစ်လုံးသာရှိခဲ့ပါတယ်။ပြိုကျပျက်စီးခဲ့တဲ့အစအဦးကလည်းနှစ်ကာလရှိကြနေတဲ့အစအဦးဖြစ်တယ်လို့သိရပါတယ်။တူရကီဆိုရာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုတွင်းပြင်းလှုပ်ဆောင်နေရလို့လည်းသိရပါတယ်။ အခုနောက်ဆုံးတင်ဆက်ပေးချင်တာကတော့မြန်မာရှေ့ရဲ့အင်္ဂါစတန်တဲ့ဘက်ကိုတင်ဆက်ပေးချင်ပါတယ်။ Watchland ကိုအလဲထန်နဲ့အသေးမထုတ်ခွင့်ပေးဖို့အတွက်အမန်းစစ်စစ်နေပါတယ်။ဒီသတင်းကိုတော့ညင်းကြောင်ဝါပေးပို့လာတာပါ။ မန်ယူအသင်းဟာရှေ့ဆွမ်းပြောက်ဆုံးနေတဲ့တိုက်စစ်မိုဟက်လန်ကိုကစားသမားတိတ်ခေါ်ရီယာမှာအလဲထက်လှုပ်ပြီးတော့အသင်းကနေထုတ်ဖောက်ခွင့်ပေးဖို့အတွက်စီစဉ်နေရလို့သိရပါတယ်။အသက်22နှစ်အရွယ်ပဲရှိသေးတဲ့ဟွိုက်လန်ဟာလက်ရှိဘောလုံးရာသီမှာမန်ယူအသင်းအတွက်ပြိုင်ပွဲအရရမှာ45ပွဲအထိကစားခွင့်ရခဲ့ပေမယ့်ပရီးမီးယားလီဂ်မှာတွင်းကို3ဂိုးပဲသွေးယူနိုင်တဲ့လို့ပြီးခဲ့တဲ့ဒီဇင်ဘာလနောက်ပိုင်းမှာလည်းဂိုးသွေးယူနိုင်ခြင်းမရှိတဲ့အထိရှေ့ဆွမ်းပြောက်ဆုံးနေရပဲဖြစ်ပါတယ်။ပုံစံမျိုးစုံတုံးပြီးတော့ပုံမှန်အနေထိုင်ရောက်လာအောင်ကြိုးပမ်းခဲ့ပေမယ့်အဆင်မပြေတာကြောင့်ဆက်လက်လက်တွဲဖို့ တွက်မလွယ်ဘူးလို့ဆုံးဖြတ်ခဲ့ရဖြစ်နိုင်ပါတယ်။မန်ယူအသင်းဟာ Whiteland ရဲ့အသေးဟောင်းဖြစ်တဲ့ Atalanta မှာရှေ့ဆွမ်းပြနေတဲ့ Queen Lingard သမား Lookman နဲ့ Whiteland ကိုအလဲထက်လုပ်ဖို့အတွက်စဉ်းစားနေတယ်လို့ဟူတိုင်စင်မှု Matthias Cunha ကိုခေါ်ယူရမှာလဲ Whiteland ကိုအပြောင်းအရွှေ့ရဲ့တစိ့တစ်ပိုင်းဖြစ်ထည့်သွင်းမှုအတွက်စစ်ဆင်နေရလို့လည်းသိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့၂၄လနဲ့နေ့ကတည်းကနေပဲဖြစ်ပါတယ်။တိကျအားပေးကြပိတ်တဲ့များအားလုံးကျမရွှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါ